ဂဲပြစ်တတ်တယ်လို့ရလို့ရှိရင်ဖြင့်ဂဲပြစ်ခံရပါလို့ဤဆိုတာရောမပါဘူးလားကောင်းပြီဒါဖြင့်ဇာတိကဘာသစ္စာလဲဇာမရဏကသစ္စာဘယ်နှပါးသိတယ်နှပါးသိတယ်သိတာကဘာပါလဲအဲ့ဒီမကသစ္စာနဲ့ဇာတိသမှုရိယသစ္စာဇာမရဏကဒုက္ခသစ္စာလို့ယခုလိုပုံချပြီးဒီကလာခန္ဓာကိုယ်ဖြစ်စဉ်၌ မသိသောကြောင့်ခင်ဗျားတို့သည်ဇာတိပဲဆူတောင်းอยู่ရှင်းမလားဘာဆူတောင်းอยู่ပါလဲဇာတိဆူတောင်းอยู่တော့ဇေယမရဏကလိုက်ခဲ့ဦးမယ်မပြောပဲဟုတ်လားဇာတိဆူတောင်းอยู่တဲ့ပုဂ္ဂိုလ်ဘယ်သူကလိုက်ဦးမလဲဒါဖြင့်သမုဒိယသစ္စာရောဒုက္ခသစ္စာရောတပည့်တော်တို့ပြည့်စုံရပါလို့ဖရာဆိုတော့ တရားဓမ္မတွေဖယားပယ်ရမယ်သစ္စာတစ်ခုခမည်းတော်ကပြည့်စုံတာဘာလို့ဤဆူတောင်းနေလိုက်လွဲပုံများဘလောက်ကြီးကျယ်တယ်ဆိုတာပေါ်ကြဖယားဒီသစ္စာနှစ်ပါးသမှုရိယနဲ့ဒုက္ခကိုသမှုရိယပယ်ဒုက္ခပိုင်းခြားထားခဲ့မဆိုဘူးလားခမည်းတော်ကဒီသစ္စာနှစ်ခုမသိတော့ဘူးသမှုရိယအမှန်နဲ့မသိဘူး ဒုက္ခမှန်ကောမသိပါဘူးမသိတော့လူပြရပါလေဆိုတော့ဇာတိရဇာမရဏလည်းလိုက်လာဘယ်သစ္စာနှပါရသရုံးဆိုတော့ဖယားမကြိုက်တဲ့သစ္စာနှပါဆူတောင်းယူလိုက်တပည့်ကြဘယ်သူမကြိုက်တဲ့သစ္စာနှပါပါလေပြီးတော့ခင်ခင်များတို့ကဗုဒ္ဓဘာသာတဲ့ဖယားမကြိုက်တာလည်းလုတ်ပြီးပြီးတော့ဘာဘာသာတို့နာမည်ခံနော်ဗုဒ္ဓ ဘုရားကသမှုရသက်္ဆာကိုပယ်กว่าဟုတ်လားဒုက္ခသက်္ဆာပိုင်ချထားခဲ့မင်းတို့နောက်မလိုက်စီနဲ့မပြောဘူးလားသမှုရသက်္ဆာတော့ဗါလေဒုက္ခသက်္ဆာကိုအဲဒီသစ္စာတစ်ပါးကိုမင်းတို့ကိုယ်ပိုင်မလုံးနဲ့လို့မပြောဘူးလားပြောတာခင်ဗျားတို့ကလူဖြစ်ရပါလို့ဤဇာတိဖြစ်ရပါလို့နတ်ဖြစ်ရပါလို့ဤမြမဖြစ်ရပါလို့ဤလူချမ်းသာကြီးဖြစ်ရပါလို့ဤ အနမင်းကြီးဖြစ်ရပါလိမ့်တကြွလေးမင်းကြီးဖြစ်ရပါလိမ့်ဒါဖြင့်ဇေယမရဏကဘယ်နဲ့ပြောရလိုက်ခဲ့အောင်မဲ့ပြောတာပေါ့တဘောကြဘယ်နဲ့ပြောဇာတိကာလာပေါ့ဇဂသက်ရဇေယမရဏကမလိုက်ဖဲနေပါကောင်းပြီဒါဖြင့်ဒီသစ္စာနှစ်ပါးဖရာကလည်းပယ်ရမယ်သစ္စာနှစ်ပါးခင်ဗျားတို့ကဆူတောင်းอยู่တဲ့သစ္စာနှစ်ပါးရှိမရှိပါမလားတန်ត្រာ ဘုရားကဘာလဲခင်ဗျားတို့ကဘာလို့ဒါဖြင့်ခင်ဗျားတို့ဘယ်တော့မှဒီသစ္စာကိုသိတဲ့မဉ္ဉံတန်တရားတစ်ခွင်လုံးမှမပေါ်ခဲ့ပါဘူးဒါကသမှုရိယသစ္စာဇာတိကသမှုရိယသစ္စာဇာမရကဒုက္ခသစ္စာလို့အခုပါဇက်သေးသေးဘူးတာပဲမှန်ပါပါ ရှိကဖြင့်ဒီဥစ္စာကိုသစ္စာသဘောနဲ့မသိဘူးကိုယ်ပိုင်လှုပ်ရှင်တဲ့သဘောတဏှာနဲ့သာယူနေတာပဲသစ္စာသဘောနဲ့သိသေးရလားအဲ့ဒါကြောင့်တဏ္ဍာလုံးကိုကျွနေပြီဇာတိဒုက္ခဇရာမရဏဒုက္ခနဲ့ကြီးလှဲ့နေတယ်ဘာမသိလို့ပါလိမ့်မယ်ပေါ်လားဒကာတိတ်တို့အားလုံးဒကာရမတွေပေါ်ကြအင်းဒီသစ္စာနှစ်ပါးဖရာကဘာလို့ကဖရာ ခင်ဗျားတို့ကဖြစ်မှဖြစ်ရတယ်ဗုဒ္ဓဘာသာလားဗျာဗုဒ္ဓဘာသာဆိုကြမလားမဆိုနဲ့ဖရာကပယ်ဆင်ပယ်မှဖရာอยู่ဘို့ဖရာကဒီဥစ္စာကိုယ်ပိုင်ထားဆိုလို့ရှိရင်ကိုယ်ပိုင်ထားရင်ဖရာอยู่ဖရာကပယ်ရမယ်ဥစ္စာခင်ဗျားတို့ကကိုယ်ပိုင်ထားတော့ဒါဘယ်နဲ့ဆိုကြဘယ်နဲ့ဆိုကြဘယ်နဲ့ဆိုကြအောင်နော်ဗုဒ္ဓဘာသာကိုမဟုတ်ဘူးလို့ဆိုချက် ရှင်းမလားဆိုင်းဘုတော်ပြန်သူ့မိကလည်းဘုရားဘာသာဆိုင်းဘုဆွဲလို့သူသားသမီးတွေဘုရားဘာသာဆိုတဲ့ဆိုင်းဘုတော်ဆွဲလိုက်တာပဲယုံတော်မှတ်ပုံတင်လိုက်တာပဲတင်မင်တင်ညာဆိုလဲဝန်းတဲ့ကတင်တာမဟုတ်ဘူးရိုးရတင်တာလို့မှတ်လိုက်ပါဘုရားဘာသာကိုမရောက်သေးဘူးဘုရားကသမှုရိယသစ္စာနဲ့ဇာတိသမှုရိယသစ္စာနဲ့ဇာမရဏဒုက္ခသစ္စာကိုဘာလို့ရပါ့ ခင်များတို့ကသုတ္တကောင်းတော်တွေဖယားသွားတင်ပြီးကာလနောက်ဘဝလူချမ်းသာဖြစ်ရပါလို့နတ်ချမ်းသာမြမချမ်းသာဖြစ်ရပါလို့ဤလို့တောင်းလိုက်တော့ဖယားကပယ်ရမယ်တရားကိုရောကြီးကိုအရာတောင်းအဲ့တော့ဖယားအယူဟုတ်ပါရဲ့လားလို့မေးရမလားဖေရရှင်းမလားဒါပြန်ငါဓမ္မတို့ဒီသစ္စာမသိလို့တောင်းတာသစ္စာမသိရင်ဖယားကစခေါ်လိုက် ်ငါလည်းပစ္စာမသိတော့ကသံတရာထဲမှာဥပေးနာပေးနဲ့အဖို့လုံးနေရမင်းတို့လည်းပစ္စာမသိရင်ဥပေးနာပေးသိပေးနဲ့ခေါ်လို့ရရှင်းမလားဒါကြောင့်ဒီတရားကိုရေလေလေဟောနေတာဒီဃာဓမ္မတို့ပရိစ္ဆေဥပဟောနေတာပစ္စာနဲ့တွဲဟောနေတာကိုဆက်ပြီးတော့နာပါတနေ့တည်းပြီးတဲ့တရားမျိုးကတော့မဖြစ်နိုင်ဘူးဖြစ်နိုင်မှာဖြစ်နိုင်ပါဘယ်နည်းနဲ့မှဖြစ်နိုင်ဘူးတဲ့တစ်ကလေးမဲလာတဲ့ အနှဲ့စိတ်လောက်တုတ်လာတဲ့ခြေသေးမှလက်တုတ်ကွာတခါမှမဖုတ်ဖူးတာကိုအခုမှ၃၄ရက်ဖွဲ့ုံနဲ့တော့ဖြူကခင်ဗျားတို့တသံများလုံးအဝိဇ္ဇာဓာတ်နဲ့မဲလာတဲ့အဝိဇ္ဇာကြောင့်မသိမှုကြောင့်မဲလာတဲ့သစ္စာနှပါးကိုယနေ့တခါတည်းသိပြီးဒီကလာမဲညာဖုန်ညာဆိုင်အောင်ဆိုတာမဖြစ်နိုင်ဘူးအခုမှဖုတ်စလေးရှိသေးတယ်လို့ဆုံးဖြတ်ချက်ချပါရှင်းမလားရှင်းပါပါတယ်လို့ဟုတ်ပါဘူး ဒါဖြင့်ဇာတိကဘာသစ္စာဇေယမရဏကအင်းဒါဖြင့်ဒကာရမတို့ဇာတိနဲ့ဇရာမရဏဘယ်ဟာကြောက်เสียကောင်းအကြောင်းနဲ့အကျိုးကိုဗျအကြောင်းသာကြောက်เสียကောင်းတော့အကြောင်းရှိနေတော့ကျိုးကမလာပါနဲ့ဆိုတော့ကောင်းွက်လို့ရသေးလားဒါဖြင့်ဒကာရမတွေသေသေးချာချာမပါတဲ့အလုံးမလုံးခင်ဟောနေတာ အလုံးလုတ်တာဒီလိုသိပြီသစ္စာသိပြီအလုံးလုတ်လိုက်ရင်ခဏလေးနဲ့ပေါက်သွားမှာသစ္စာမသိဘဲနဲ့ဆရာပေးတဲ့ရမှန်ပြီးလုံနေလို့ရှိရင်တော့ဘယ်နည်းနဲ့မှမပေါက်ဘူးလို့မှတ်ပါသစ္စာသိလိုက်တော့နိဗ္ဗာန်ဉာဏ်ဝင်လာတယ်သစ္စာသိလိုက်တော့ယထာဘုဒ္ဓဉာဏ်မရဘူးလားယထာဘုဒ္ဓဉာဏ်ရရင်နိဗ္ဗာန်ဉာဏ်ဝင်ဖို့ကနီးသွားနိဗ္ဗာန်ဉာဏ်ရင်းဝေးလာတဲ့ဒီနေ့ကျအဲဇာတိရောဇာမရဏရောကမလို့ကျင်ဘူးဆိုတဲ့ပညာချက်ချင်းဝင်မယ်ဝင်ရဘူးလား ထကြောင့်ဓရမတို့ဇာတိပါသစ္စာလဲဇာမရဏကဒါကြောင့်ဘုရားသခင်ကိုရမကြီးသည်တဲ့ဘုရားဖြစ်လာတာဟာဘယ်နဲ့ကြောင့်ဘုရားဖြစ်လာပါလိမ့်မလို့မေးတော့ခမားတို့ကပါရမီ7ပါအပြား30ကြောင့်ဘုရားဖြစ်တယ်လို့ပြောလိုက်မယ်ဘုရားဖြစ်တာပဲလို့ကြောင့်ဘုရားဖြစ်လာပါလိမ့် ါရမီဆေဘာပြ30ဆွန်ကြီးငါးပါးရကျင့်ငယ်လို့ပေါ်ဆွန်ငယ်လို့ပေါ်ဒါလူတို့ထုံးစံအကုန်သိထားတဲ့ဖရာဖြစ်ကြောင်းမဟုတ်ပါဘူးမဟုတ်သေးပါဘူးတဲ့ဖရာသားကြောင့်ဖရာဖြစ်တာမဟုတ်ပါဘူးဒကာရမတို့နော်ဒါလေးကြီးလောက်ပြီးဒကာရနေညာတော့လေဥမာပါရမီဆေဘာဒါနပါရမီသီလပါရမီစိုက်သောပါရမီဆေဘာအပြား30ဆိုတာသူ့ကိုတစ်ခုတစ်ခု၃ခုစီပြားလိုက်လို့30ဖြစ်တာကို စွန်ရင်းငါးပါးဆိုတာကတော့သိပြီးသားတိုင်းဒနာပရိစ္ဆာကဗုဒ္ဓပရိစ္ဆာကဆိုတဲ့စွန်ရင်းငါးပါးပေါ့ဗျာဒါတွေမရှိတော့ပါဘူးအဲ့ဒါဒီခမရတို့ကဒါကြောင့်ဖျားဖြစ်တယ်လို့အောင်းမေးလိုက်မဟုတ်ပါဘူးဒကာဓမ္မတို့အဲ့ဒါဝေသောအကြောင်းပါနီးသောအကြောင်းရှင်းပြပါမယ်နီးသောအကြောင်းရှင်းပြတော့မှဒကာဓမ္မတွေသိကြသွားမယ်မှန်ပါပါနီးသောအကြောင်းကတော့ဇေယမရဏတို့မှာလွတ်ချင်လို့ ဖရာဖြစ်ယူတာဗျရင်းမိလားဘာလွတ်ချင်လဲဒါဖြင့်ဇေယမရဏတို့ကြောင့်ဖရာစုတောင်းပြီးဖရာလွတ်တာဗျဇေယမရဏသာမရှိမယ်ဆိုရင်သူ့မှာဇေယမရဏမရှိဘူးဆိုရင်သူ့အိုလည်းမအိုသူ့သေးလည်းမသေးဘူးသူ့အမြဲဖြစ်နေမယ်ဆိုလို့ရှိရင်ဖြင့်သူဒီဇေယမရဏ မရှိတဲ့ပုဂ္ဂိုလ်ကဇာမရဏလွတ်ကြောင်းဆိုတဲ့ဖျားဖြစ်ကြောင်းလုပ်ပါမလားဇာမရဏရှိနေတဲ့တဲ့ဇာမရဏလွတ်ကြောင်းဆိုတဲ့ဖျားစုကိုတောင်းပြီးလုပ်ပါတယ်ဒါဖြင့်ဖျားဖြစ်လာတာဒကာရမတို့ဘု து ကြောင့်ဖျားဖြစ်လာတယ်ဆိုတာပေါ်ရောပေါ်ပါဘူးပေါ်သေးဘူးလားဘု து ကြောင့်ပါလိမ့်ကိုယ်အနာရှိလို့ကိုယ်ဆိုးကုကျင်တာဗျကိုယ်အနာမရှိရင် အဲ့တော့ဘုရားလောင်းမှာနုစဉ်ခါတဲ့ကဇရာမရဏရှိမရှိအဲ့ဒီဇရာမရဏကိုငါလွတ်အောင်ကြောက်အောင်ဖြင့်လုံးမှာပဲဇရာမရဏအကြောင်းသိအောင်လုံးမှာပဲဆိုပြီးဒီကရဇရာမရဏဟာလက်ပဲအစဘုရားဖြစ်ခြင်းကမှန်ပါပါသဘောကျပါလားဘုရားဖြစ်ခြင်းဘယ်ကစပါလိမ့်ဇရာမရဏတွေးလုံးပေါ်ပြီးဘုရားစုဘုရားအလုပ်ကိုလုပ်တယ်ဇရာမရဏမရှိရင်သူဘုရားအလုပ်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး ဇေယမရဏမရှိနိဗ္ဗာန်ရောက်နေမှာကိုသဘောကျဒါဖြင့်ဖရာစီဘုရုကြောင့်ဖရာဖြစ်ကိုယူပါလေမတော်အဲသူတို့ဇေယမရဏကြောင့်ဖရာဖြစ်လာဇေယမရဏယွန်းလုံးလုံးမုံလုံးလို့ဇေယမရဏထွက်ကြောင်းကိုဖြင့်ရှာတော့မယ်ဆိုပြီးရှာလိုက်တော့သတ္တိဉာဏ်ဉာဏ်ရသတ္တိဉာဏ်ဉာဏ်ရတော့မှဇေယမရဏကလွတ်သွားတယ်ဒါဖြင့်ဒကာရမတွေဖျားပြက်လာတာဘုရုကြောင့်လို့ ခင်ဗျားတို့သိထားတာကဗါရဲပါရမီ7ပါးပြာသူဝေလာဝေလို့အဲ့ဒီဥစ္စာလွဲရိမ့်ပြီလားရိမ့်ပြီပါတကယ်လို့ဘုရားသခင်ကိုရောင်မြတ်ကြီးဒီဃာရမတဲ့သရမရဏမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဖြင့်သူဘုရုကြောင့်ဘုရားတံဝေကညာဝင်မလို့ဝင်ညာမရှိလို့ရှိရင်ဘုရားဖြစ်ခြင်းနဲ့စိတ်ပေါ်ပါဦးလားပေါ်ပါပါ ဒီအမရဏမှာလွတ်ချင်တဲ့သဘောရှိလာတော့ဩဒါဒီသဗ္ဗိဒ္ဓညာရမှာလွတ်မှာပါဒီတိုင်းတွေးနေလည်းသိမှာမဟုတ်ပါဘူးဆိုပြီးဒီကလာဒီအမရဏတော့သိရဲ့ဒီအမရဏလွတ်ကြောင်းမသိတာနဲ့ဒီအမရဏကနေတိုက်တွန်းလိုက်တာနဲ့ဘုရားဖြစ်ကိုမရအရယူလိုက်တယ်လို့မှတ်ပါရှင်းမလားမရေရှိဘုရားဖြစ်ပုံနဲ့တော့အတော်ကွာနေပြီဒါကအရင်ကြကြဘုရားကအဖျားတယ် ဒီဟာတွဲလုံးပေါ်ပြီးတော့မှပါရမီ7ပါးပြား30ကလောက်တယ်ဒါကအစရင်းနေမလားဒါပြန်ဖရာစီဘုရုကြောင့်ဖရာပြက်လာပါလိမ့်ဖရာမရဏကိုကိုယ်တိုင်တွဲလိုက်တော့ယွန်ញင်းမုံញင်းတွေပြင်းပြလာတော့မှဖရာလုံးမှာပဲသတ္တဉ္ဇဉ္ဇရမှဒီဖရာမရဏလက်ပဲတွဲမှာပဲဆိုပြီးဒီကရဖရာမရဏဤတိုက်တွန်းနှိုးစော်ချက်အခုညီကြောင့်ဖရာလုံးဖြစ်ပြီမှန်ပါပါ နောက်မှပါရမီ7ပါးပြ30တွေလောက်တာပါဘုရားဖြစ်ပေါ်ရမူလဗုဒ္ဓတိုက်တွန်းချက်ကတော့ဘ누구ဆိုတာပေါ်သေးဘူးလားပေါ်ပါဘူးဘ누구ပါလဲရှင်းမလားအဲ့ဒါတစ်သက်လုံးတစ်ခါမှမကြဘူးတဲ့တရားလို့မှတ်ပါသဘောကျလားခင်ဗျားတို့မှတ်ထားတာကဘုရားဘ누구ကြောင့်ဘုရားဖြစ်လာတယ်အင်းဝိဒ္ဓါလေ ပါရမီ7ပါးပြား30ကျောင်းတော့ဘုရားဖြစ်နေဘုရားဤစိတ်ကူးပေါ်လာဘုံကိုတွေးပါဘယ်လိုတွေးမရဆရာမရဏဘယ်လိုလဲသူ့ကိုယ်မှာဆရာနဲ့မရဏကတော့ရှိနေအိုးလာတယ်လဲသူသိတယ်ပြေမအောင်နောက်တစ်ခါအိုးမအောင်နောက်တစ်ခါပြေမအောင်အဖာမအိုးမအောင်အဖာမပြေမအောင်ဖဘယ်လိုလို့အောင်ရောရုံးရပါမတော့ဘာပြုတဲ့ညာရမှာပဲဒီဥစ္စာလွတ်မှာပဲညာမရရင်တော့မ အဲ့ဒီတော့ဇာမရဏကြောင့်သဗ္ဗေဥဒ္ဒဉာဏ်ကိုလိုက်ရှာတာမှန်ပါပါရှာတော့မှပါရမီ7ပါးအပြည့်30နဲ့ရှာရှာရင်းမိမလားဒါရင်ဖျားဖြစ်ခြင်းစဘယ်ကကျေစွပြုလိုက်တာဒါကြောင့်ခမည်းတော်ကိုလည်းဇာမရဏကစပြောနေတဲ့သောတာပန်သရကမင်းမှန်တည်အောင်လို့မှန်ပါပါရင်းမိမလားရောင်ရှာရှာလောက်ပြီးမနေကြပါနဲ့ဖျားတောင်ဒီကစရတယ်မှန်ပါပါသဘောကြပါလား ဒါပြန်ဇာမရဏဘာသစ္စာဇာတိကဒါဖြင့်ဖယားကဒီတရားနှစ်ခုကိုသူပယ်ခြင်းလို့ပပင်ပြညာရအောင်ကျူးစာခင်များတို့ကဆူတောင်းယူရင်ဘုရားဘာသာမဟုတ်ရှင်းမလားခင်များတို့ကဆူတောင်းယူရင်ဒါဖြင့်ခင်များတို့ဘုရားဘာသာဖြစ်တာယနေ့မှပဲစယနေ့မှစမှန်ပါ သဘောပါရဲ့လားအမှန်ပါဗျာအမှန်ရင်းကြည့်တဲ့တရားဆိုတာပေါ်လားပေါ်ပါဗျာဘုရားဘာသာမှာအခြေပြီးကြင်ပြီးပြောနေတယ်လို့မှတ်လိုက်ချမ်းပါရှေးကပြောတာတည်းအဖျားစုဖြစ်နေတယ်မှန်ပါဗျာဒါပြန်ဓမ္မဓမ္မတို့ဇာတိလက်တွေကိုနောက်ဆုတ်ရှာပါအောင်တဲ့ဖခင်ကနော်ဓမ္မဓမ္မတို့ဇာတိဘယ်ကလာကြုံလို့မေခွန်းထုတ်ပြန်တယ်ဘယ်နဲ့တော့မှန်ပါဗျာကမ္မဘဝကလား အင်းကာယကံဝစီကံမနောကံပေါ့ဗျာဒီသုံးခုကဘာပါလဲညီအစ်ကိုတို့ခင်ဗျားတို့ရပြီးသားပါဠိတိုင်းဆိုလို့ရှိရင်ဖြင့်ကာမဘဝဘဝလို့လည်းသုံးရင်သုံးတို့တော့ထင်ရှားအောင်လို့ကာမဘဝလို့သုံးလိုက်ပါ